နွေပြားတွေအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ကနေပြီးတော့ community college အစားဒီဗီဒီယိုလေးကနေပဲပြောလိုက်တော့မယ်နော်ဘာလို့ဆိုရင်ကျွန်တော်ဒီနေ့ရောက်နေတဲ့နေရာလေးက లై မကောင်းဖြစ်နေလို့ပါအခုတော့ကျွန်တော်တို့စိတ်ခွန်အားတက်စေမဲ့ లై အကြီးကြီးတွေတစ်ခုပြီးတစ်ခုကြားနေရပြီဆိုတော့အားလုံးရေခုန်စိတ်လှုပ်ရှားနေမယ်ထင်ပါတယ်ကျွန်တော်တို့နိုဝင်ဘာ10ရက်နေ့မှာ Spring B Air Jordan ရပတ်သက်ပြီးတင်ထားတာလေးရှိတဲ့အပြင် လွန်မာလာ၁၇ရက်နေ့မှာလဲဒါကိုယ့်ရဲ့ STB token တွေကိုကိုယ်တန်စီမံနိုင်ပြီဆိုတော့အားလုံးလဲနှောင်းလာမဲ့အကြီးကြီးတွေအတွက်ရေခုံကြေကြပြီတယ်ထင်ပါတယ်ဒီနေ့မှာတော့ကျွန်တော် Spring B enrollment နဲ့ပတ်သက်ပြီးတော့ပြောပြချင်တာလေးရှိသလို Spring B enrollment ပြီးသွားပြီးတဲ့အခါကျရင်နှောင်းလာမဲ့အစီအစဉ်လေးတွေကိုလဲကြိုတင်ပြီးအသိပေးချင်တာရှိပါတယ်အဲ့တော့အရင်ဆုံးအခု အန်ရိုမန်နဲ့ပတ်သက်ပြီးဘယ်လိုလှုပ်ဆောင်အောင်လဲဆိုတာလေးကိုကျွန်တော်တို့တင်းကမရုကရှင်းပြတာလေးကိုအရင်ဆုံးကြည့်လိုက်ကြအောင်နော်အလုံးမဲ့မင်္ဂလာပါအခုအလုံးညောင်းနေနေကြတယ်အဲ့တော့အစီအစဉ်လေးလည်းရောက်လာပြီဒီတိခဏမှာဘာလို့ပြောပြမလဲဆိုတော့အဲ့တော့မှာဘယ်လိုပါဝင်ရမလဲဘာတွေသိထားဖို့လိုမလဲပြီးတော့လုပ်ပုံလုပ်နည်းတွေကိုတစ်ဆင့်ချင်းပြောပြပေးသွားမှာပါပထမဦးဆုံး Telegram ထဲကနေ stream view ကိုဝင်လိုက်ပါအခုဆိုရင်ကိုယ့်ရဲ့ပြား profile အောက်မှာ airdrop ဆိုတာကိုမြင်ရပါမယ် airdrop ဆိုတာလေးကိုနှိပ်လိုက်ပါ airdrop စင်တင်ဖို့အတွက်သတ်မှတ်စံနှုန်းပြည့်ပြီလို့ရတယ်ဒီသတ်မှတ်စံနှုန်းတွေကိုဖတ်ဖို့ read criteria and highlight ဆိုတာကိုနှိပ်လိုက်ပါဒီမှာသတ်မှတ်စံနှုန်း၃ချက်ပြည့်မြင်စင်ရင်တွင်လို့ရပါပြီပထမအဆုံးတစ်ချက်ကတော့အနည်းဆုံး ပူလန်2တောင်းစတိုးထဲကနေဝယ်ထားတဲ့ skin လေးခု action တစ်ခုနဲ့ background တစ်ခုရှိရပါမယ်ဒီမှာ skin တွေ action နဲ့ background တွေကိုအရေးအတွက်ကိုပဲကြည့်ရပါဝယ်လိုက်တဲ့ပူလန်ပမာဏကိုမကြည့်ပါဘူးဒုတိယတစ်ချက်ကတော့မှန်ကန်တဲ့ STB UID တစ်ခုကို Springbee account တစ်ခုနဲ့လားချိတ်ဆက်လို့ရပါမယ်နောက်ဆုံးတစ်ချက်ကတော့ Springbee account ကို November လ10ရက်နေ့မတိုင်ခင်မှာ ဖွင့်ထားတဲ့အကောင့်ဖြစ်ဖို့လိုပါမယ်။ဒီသုံးချက်နဲ့ကပ်နေရဆိုရင်စရင်သွင်းနိုင်ပါပြီ။ထပ်ပြီးတော့အဲ့လိုစရင်သွင်းတာနဲ့ပတ်သက်ပြီးသိထားသင်တာလေးတွေလည်းရှိပါတယ်။အဲ့လိုစရင်သွင်းတာကို November လ24ရက်နေ့မြန်မာစံတော်ချိန်ည7:59နာရီ59မိနစ်59စက္ကန့်မှာပိတ်ပါမယ်။ဒီတော့ November လ24ရက်မှာအမည်စရင်သွင်းပေးဖို့မမေ့ကြပါနဲ့။နောက်ရက်တစ်ခုကဒီမှာဖော်ပြထားတော့ပဲ November လ28ရက်နေ့ ဒီရက်ကဘာကိုပြောချင်တာလဲဆိုတော့မိမိရဲ့ပူလန်အားလုံးကို error ဆင်ရင်တွင်းထားရင် error enrollment က24ရက်နေ့မှာပိတ်သွားပြီမဲ့လေ November လ28ရက်နေ့အထိမှာရှိရဲမိမိရဲ့ပူလန်အရေးအတွက်တွေကို error အထွတ်မှတ်တမ်းတင်ဆင်ရင်ဝင်ပေးသွားမှာဖြစ်ပါတယ်အကယ်လို့ပူလန်အားလုံးမဟုတ်ပဲလက်ရှိရှိနေတဲ့ပူလန်တွေကပမာဏတစ်ခုခုပဲဆင်ရင်တွင်းမယ်ဆိုရင်လည်းရပါတယ်ဒီတော့ စရင်သွင်းတာအောင်မြင်ပြီဆိုရင် STB Chuan ပြောင်းလဲလို့မရပါဘူး။ပုံလံမနှုတ်မချင်းစရင်သွင်းထားတဲ့မိမိရဲ့ပုံလံပမာဏကိုထိန်းသိမ်းထားဖို့လိုပါမယ်။ Mission မှာ Funding တို့မဟုတ်အဝိုင်းပြနေတဲ့ပုံလံတွင်ကိုဖက်သွင်းစဉ်းစားသွားမှာမဟုတ်ပါဘူး။ပုံလံဖြတ်တောက်မဲ့ချက်ကို STB Social Media Page တွေကနေပြီးတော့ကြေညာပေးသွားပါမယ်။စရင်သွင်းတာမအောင်မြင်ခဲ့ဘူးဆိုရင်ပုံလံလဲလဲတာကိုလည်းထည့်သွင်းစဉ်းစားသွားမှာမဟုတ်ပါဘူး။စရင်သွင်းတာမအောင်မြင်တဲ့အတွက်မိမိရဲ့ပုံလံပမာဏက ဒီတိုင်းပဲဆက်ရှိနေပါမယ်။ပိုလန်ကနေ STP token လဲလှယ်တာအောင်မြင်ဖို့စင်းသွင်းထားတဲ့ပိုလန်ပမာဏကိုထိန်းသိမ်းထားပါ။ STP token လဲလှယ်တာနဲ့ပတ်သက်ပြီး STP social media စာမျက်နှာတွေမှာတင်ပြပေးသွားမှာပါ။ airdrop ပေးသွားရင် streamy ကိုဆက်ဆော့ပေးဖို့ပြောချင်ပါတယ်။ကြံရှိနေမဲ့ပိုလန်အတွက်စိတ်ဝင်စားစရာအစီအစဉ်တွေလည်းလာဖို့ရှိပါတယ်။ airdrop နဲ့ပိုလန်လဲနေတာနဲ့ပတ်သက်ပြီး terms and condition အသေးစိတ်ကိုလည်း Spring Bee ရဲ့ website ဖြစ်တဲ့ spring.io မှာလည်းအင်္ဂလိပ်လိုရောမြန်မာလိုရောလေ့လာဖတ်ရှုနိုင်ပါတယ်။ဒီတော့ error enrollment ကိုဘယ်လိုလုပ်ရမလဲဆိုတာကိုဆက်သွားကြအောင်။အခုမြင်နေရတဲ့ဖာမျက်နှာကတော့သတ်မှတ်စံနှုန်းသုံးချက်နဲ့မကိုက်မြင်ရတဲ့စာရင်းသွင်းမှုမရှိသူတွေမြင်ရတာပဲဖြစ်ပါတယ်။ဒီတော့အချက်သုံးချက်ပြည့်မြင်အောင်အရင်လုပ်ပါ။ဒါဆိုရင်တော့ enrollment စာရင်းပြည့်မြင်တာကိုဘယ်လိုဆက်သွားမလဲဆိုတာဆက်ပြပေးပါမယ်။အခုမြင်နေရတဲ့စာမျက်နှာများတော့ Add-on enrollment အကျုံးဝင်တဲ့သူညီရဆာမျက်နှာလေးပဲဖြစ်ပါတယ်။ဒီမှာ you are eligible for the add-on enrollment ဆိုတဲ့စာသားကိုနင်ထွေးရမှာပါ။ဒီမှာသတိပြုရမယ့်အချက်ချက်ရှိပါတယ်။သတ်မှတ်ထားတဲ့အချက်တစ်ချက်ဖြစ်တဲ့ streaming account က November လ10ရက်နေ့မတိုင်ခင်မှာဖွင့်ပို့လိုအပ်တယ်ဆိုရဲအချက်တစ်ချက်ပါ။ဒီတော့မိမိက eligible ကိုလည်းမြင်နေရတယ်။ဒါပြီးတော့မိမိရဲ့ streaming account က November လ10ရက်နေ့တော့မဟုတ်10ရက်နေ့နောက်ပိုင်းမှာဖွင့်ထားခဲ့ပြီဆိုလို့ရှိရင် ဒီ enrollment ကို enroll လုပ်ခဲ့ပြီး successful ဖြစ်နေပြီမဲ့လေအကျုံးမှာမဟုတ်ဘူးဆိုတာလေးကိုအတိအပြီးပြောကြားချင်ပါတယ်ရှင်။ enroll လုပ်ဖို့အတွက်အောက်မှာ your SDV UID ဆိုတဲ့ UID box လေးရှိပါတယ်။ဒီမှာ Springbee account ဖွင့်စဉ်ကာလမှာ SDV UID မထည့်ခဲ့ဘူးဆိုရင်ဒီနေရာမှာအနန်းဒီမြင်ရမှာမဟုတ်ပါဘူး။ SDV UID ထည့်မှသာကနန်းတွေမြင်ရပါမယ်။ဒီတော့ SDV UID ထည့်ဖို့အတွက်ဒီ box လေးရဲ့ညာဘက်ထောင်လေးမှာ ခဲတံပုံလေးရှိနေရလေးကိုနှိမ့်လိုက်ပါဒါဆိုရင်ဒီမှာ SCB UID ကိုထည့်လို့ရပါမယ် SCB UID မထည့်သေးရတဲ့သူတွေဆိုလို့ရှိရင်ဒီမှာ SCB UID ထည့်ပါ SCB UID ရှိပြီးသားသူတွေဆိုလို့ရှိရင်တော့မိမိရဲ့ SCB UID တခြားအကောင့်တစ်ခုကိုပြောင်းမယ်ဆိုလို့ရှိရင်လည်းဒီမှာပြောင်းလဲလို့ရပါတယ်ဒီမှာနောက်ထပ်တတိပြုရမယ့်အချက်တစ်ချက်ရှိပါတယ်ဒီအစ်မ SCB UID မှန်ကန်လားမမှန်ကန်လားစစ်ဆေးမှုကြီးပြုလုပ်ပါတယ်။တကယ်လို့မိမိရဲ့ထည့်သွင်းလိုက်တဲ့ SCB UID က မမှန်ကန်မှုဆိုလို့ရှိလို့ရှိရင်ဒီနေရာမှာ error ပြပါလိမ့်မယ်။ဒါအပြင် enroll ဆိုတဲ့ button လေးကလည်းပိန်သွားမှတွေ့ရပါမယ်။ဒီအောက်မှာ countdown ရဲ့ please try again with correct STP URD ဆိုပြီးတော့ countdown လေးပေါ်နေ။ဒီနေရာမှာ countdown က၄နိုင်တတီယာကြီးဆိုင်းနှံ့ငန့်ချင်းခံရမှာဖြစ်ပါတယ်။ဒီတော့မိမိရဲ့အံကန်တဲ့ STP URD ကို Spring Development Bank application ကနေပြီးတော့တိကျစွာကူးယူထည့်သွင်းဖို့ပြောချင်ပါတယ်။ တကယ်လို့မိမိရဲ့ SCB UID ကမှန်တယ်ဒါပေမဲ့ email activation မလုပ်ထားခဲ့တဲ့သူတွေရှိနေမယ်ဆိုလို့ရှိရင်လည်း email activation ပြုလုပ်ဖို့အတွက် အကြံပြုချင်ပါတယ်ဒီတော့၄နိုင်ရင်ယာယီဆိုင်းငံ့ထားတာဖြစ်သွားပြီဆိုလို့ရှိလို့ရှိရင်ဒီ error pattern လေးကပြန်ပြီးတော့ meaning လာပါလိမ့်မယ်အဲ့ခါကြာလို့ရှိရင်ဒီ keyframe ပုံလေးကိုပြန်နှိပ်ပြီးတော့မိမိရဲ့မှန်ကန်တဲ့ SCB UID လေးကိုထည့်သွင်းပြီးလို့ပါတယ်ပြီးလို့ရှိရင်တော့ အန်ရိုးဆိုတာလေးကိုနှိမ့်လို့ရပါပြီ။ဒီနေရာမှာနောက်ထပ်တစ်ချက်အကြံပြုချင်တာကအန်ရိုးမန်လုပ်ပြီးသား SCB UID တစ်ခုခုကိုထပ်ဖြည့်မယ်ဆိုလို့ရှိရင်ဒီအန်ရိုးမန်ကိုဆက်သွားလို့ရမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့သတ်မှတ်ချက်၃ချက်တည်းကတစ်ချက်ဖြစ်တယ်။ Springbi account တစ်ခုကို STB UID တစ်ခုသာဖြစ်ရမယ်လို့ဖော်ပြထားပါတယ်။အဲဒီတော့ဒီစာမျက်နှာကတော့ပိုလန်စီးရင်တွင်းချင်းဖြစ်ပါတယ်။ user အနေနဲ့ option တစ်ခုရှိပါတယ်။ပထမတစ်ခုက all အော်ဆိုတာကမိမိရဲ့ပုံနဲ့အားလုံးကိုစီးရင်သွင်းမယ်လို့ဖော်ပြခြင်းဖြစ်ပါတယ်။ဒီမှာအော်ပုံလန်ဆိုတဲ့နေရာမှာသတိထားရမယ့်တစ်ချက်ကမိမိရဲ့ပုံလန်တွေကို November လ29ရက်နေ့မြန်မာစံတော်ချိန်23:59မိနစ်59စက္ကန့်အထိရှိမယ်။မိမိရဲ့ပုံလန်အားလုံးကိုစီးရင်သွင်းမယ်လို့အတည်ပြုခြင်းဖြစ်ပါတယ်။ဒီနေရာမှာနောက်ထပ်တစ်ခုရှိတာက mission အောက်မှာရှိတဲ့ ိုလန်ဒီကို check လုပ်ဖို့ပြောကြချင်ပါတယ်။တကယ်လို့ check မလုပ်ဘဲနဲ့ pending ဖြစ်နေမယ်အဝိုင်းပြနေမယ်ဆိုလို့ရှိရင်ဒီကာလအတော်တွင်း29ရက်နေ့ November လမတိုင်ခင်မှာအပီးလုပ်ဖို့လိုအပိုင်းမလုပ်ခတ်ထားဘူးဆိုလို့ရှိရင်အဲ့ဒီပိုလန်ဒီကိုလည်းထည့်တွင်းစဉ်းစားတော့မှာမဟုတ်ဘူးဆိုတာလေးကိုပြောကြချင်ပါတယ်။ဒီတော့ဒုတိယ option ဖြစ်တဲ့ subscribe ပိုလန်ကိုနှိမ့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာထည့်ရမယ်ကဏ္ဍကအင်္ဂလိပ်စာလုံးနဲ့ဖြစ်ရပါမယ်။ မြန်မာစာလုံးနဲ့ထည့်လို့မရပါဘူးပြီးတော့သတ်မှတ်ထားတဲ့သတ်မှတ်ချက်တစ်ခုဖြစ်တဲ့အနည်းဆုံးပုံလမ်း2000ထည့်ဖို့လိုပါမယ်။တုံညမဖြစ်ရပါဘူး။နောက်ပြီးတော့နောက်တစ်ချက်ကမိမိမှာလည်းဒီခုလက်ရှိရှိနေတဲ့ပုံလမ်းကစေသိန်းဆိုပါတော့တကယ်လို့မိမိပုံလမ်းရဲ့စေသိန်းထက်ပိုပြီးထည့်မယ်ဆိုလို့ရှိလို့ရှိရင်အောပုံလမ်းကိုရွေးပါဒီနေရာမှာမိမိလက်ရှိရှိနေတဲ့ပုံလမ်းပမာဏအထိကိုပဲထည့်လို့ရမှာပါ။တကယ်လို့နည်းတဲ့ပုံလမ်းပမာဏတစ်ခုခုထည့်မယ်ဆိုလို့ရှိရင် ဒီနေရာမှာ error ပြပါမယ်။ပုံနဲ့အနည်းဆုံးထည့်ရမယ့်ပမာဏကိုမရောက်ဘူးဆိုပြီးတော့ error လေးပေါ်ပြပါမယ်။နောက်ပြီးတော့ခုမှလက်ရှိရှိနေတဲ့ပုံနဲ့ပမာဏထက်ထည့်မယ်ဆိုလို့ရှိရင်ဒီနေရာမှာ error ထပ်ပြီးတော့ပေါ်ပါလိမ့်မယ်။ဒါကြောင့်မိမိရဲ့ balance ရှိသလောက်ကိုပဲစဉ်းသွင်းဖို့အကြံပြုချင်ပါတယ်။ဒီတော့ဒီနေရာမှာကိုကအော်ပိုလန်ကိုစဉ်းသွင်းမယ်ဆိုလို့ရှိရင်ကန်ဆယ်နိုင်ပါ။ဒါမှမဟုတ်မိမိကမိမိစံတဲ့အလျောက်ရှိရဲ့ပိုလန်ပမာဏကိုထည့်မယ်ဆိုရင်ဒီမှာလာပြီးတော့ ပူလံပမာဏကိုထည့်ပြီး confirm ထည့်မှာဒီတော့နောက်တစ်ဆင့်အနေနဲ့ဒီအောက်မှာရှိတဲ့အချက်နှစ်ချက်ဖြစ်တဲ့ criteria and highlights terms and condition တွေကိုဖတ်ရှုလေ့လာပါမိမိကဒီအချက်လက်တွေကိုမြန်မာဘာသာနဲ့ဖတ်ကြည့်ရှင်နေဆိုလို့ရှိလို့ရှိရင် page social media page ဒါမှမဟုတ် springbase.io ဆိုတဲ့ website မှာတွားရောက်ပြီးတော့လေ့လာဖတ်ရှုနိုင်ပါတယ်။ဒီတော့ arrow button ကိုနှိပ်မယ်ဆိုလို့ရှိရင်ဒီအောက်ကအချက်နှစ်ချက်ကိုအမှန်ချစ်ပေးရပါမယ်။တကယ်လို့အမှန်မချစ်ခဲ့ဘူးဆိုလို့ရှိရင် error ပြပါလိမ့်မယ်။အဲ့တော့ဒီအချက်နှစ်ချက်ကိုအမှန်ချစ်လိုက်ပါပြီးရင် arrow နဲ့နှိပ်လိုက်ပြီးတော့စာရင်းသွင်းလို့ရပါပြီ။ arrow နှိပ်တဲ့အခါမှာမိမိရဲ့ထည့်သွင်းထားတဲ့အချက်တလန်တွေမှန်ကန်မှုရှိမရှိကိုထပ်မံပြီးတော့ confirmation ထပ်တောင်းပါတယ်။ဒီနေရာမှာ မြင်တွေ့ရမယ့်အတိုင်းမိမိရဲ့ SDV UID မိမိစီးရင်သွင်းလို့တဲ့ပုံလံပမာဏဒီနှစ်ချက်ကိုတေချာစစ်ဆေးဖို့အတည်ပြုဖို့အတွက်ထပ်မံပြောကြားချင်ပါတယ်။ဒီ enrollment ကတစ်ချိန်တည်းတစ်ခါတည်းသာလုပ်ခွင့်ရှိပါတယ်။ enrollment အောင်မြင်သွားပြီဆိုလို့ရှိရင် SDV UID ပုံလံအမောင့်တွေကိုပြန်လဲပြင်ဆင်ခွင့်လုံးဝမရှိပါဘူးရှင်။ဒီတော့မိမိရဲ့အချက်အလက်တွေမှန်ကန်တေချာပြီဆိုမှသာအန်ရူကိုနှိပ်ပါ။ မတိကျသေးဘူးဆိုလို့ရှိရင်ကင်ဆာဘတ်တန်လုံးပြန်နှိပ်ပြီးတော့မိမိရဲ့အချက်လက်တွေကို ပြန်လဲဖြစ်တင်လို့ရပါတယ်။ဒီတော့အချက်လက်တွေမှန်ကန်ပြီဆိုလို့ရှိရင်အန်ရိုဘတ်တန်ကိုနှိပ်လို့ရပါပြီ။ဒီစာမျက်နှာကိုမြင်ရပြီဆိုလို့ရှိရင်မိမိရဲ့အန်ရိုမန်ဟာအောင်မြင်သွားပြီလို့ယူဆလို့ရပါတယ်။ဒီဟာကပုံလန်နေမဖြတ်သေးပါဘူး။အန်ရိုမန်စည်ရင်းသွင်းခြင်းပထမအဆင့်အောင်မြင်ခြင်းဖြစ်ပါတယ်။ ီစာမျက်နှာလေးကိုမြင်နေရတဲ့သူတွေကတော့ error အတွက်သတ်မှတ်ထားတဲ့အချက်၃ချက်နဲ့မကန်ကြီးတဲ့သူတွေ enrollment မမီလိုက်တဲ့သူတွေမလုံလိုက်တဲ့သူတွေမြင်တွေ့ရမယ်စာမျက်နှာလေးပဲဖြစ်ပါတယ်ဒီတော့ enrollment နဲ့ပတ်သက်ပြီးတော့ SDP ရဲ့ social media page ဒီမှာဒါမှမဟုတ် springbeast.io ဆိုတဲ့ website မှာတွားရောက်ပြီးတော့အသေးစိတ်လေ့လာဖတ်ရှုနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်အဲ့ဒီတော့အကုန်လုံးလဲလူဝင်ပါလားဆယ်ရင်းကြီးကတင်ထားတဲ့ အန်ရိုမန်ဂိုင်လေးအပြင်အခုဗီဒီယိုလေးလည်းကြည့်ပြီးပြီဆိုတော့ Springy အန်ရိုမန်လေးနဲ့ပတ်သက်ပြီးဘယ်လိုလှုပ်ဆောင်မလဲကိုတည်သွားပြီးလို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ကလည်းထပ်မံပြီးတော့လှုပ်ဆောင်တင်ကြလေးလေးမလှုပ်ဆောင်တင်ကြလေးလေးထပ်မံပြီးပြောခြင်းပါတယ်အဲ့တော့အရင်ဆုံးလှုပ်ဆောင်မယ့်ဟာလေးတွေပြောခြင်းပါတယ် Springy အန်ရိုမန်အတွက်အနည်းဆုံးလိုအပ်ချက်ရှိတဲ့အချက်လက်ကြီးအကြောင်းအရာတွေတေချာဖတ်ရှုစေလိုပါတယ်ပြီးတော့ ကိုယ့်ရဲ့ STP UID ကိုပဲအသုံးပြုဖို့တရားမှကျင်ပါတယ်။ဘာလို့လဲဆိုတော့ကိုယ့်ရဲ့အသီးမိတ်ဆွေလေးတကယ်ချင်းရဲ့ UID တွေတုံးလိုက်မိရင် Streambi Poland Point နဲ့ STP တုံးကလဲပြီးတဲ့အချိန်ကျရင်ထည့်သွင်းကြတဲ့ UID တွေထည့်သွင်းပြီးတော့မှဖြစ်လို့ကိုယ့်ရဲ့ personal STP UID ကိုပဲအသုံးပြုဖို့တရားမှကျင်ပါတယ်။အဲ့တော့ကိုယ်ထည့်သွင်းကြတဲ့ Poland UID ကိုလည်းတရားကြည့်ပါ၊တရားထည့်သွင်းပါ။ကျန်နေတဲ့ Poland Point တွေ ထပ်မံပြီးတော့ mission လုံရင်းနဲ့ထက်ရလာတဲ့ Poland point တွေထပ်လုံရင်းနဲ့ထက်ရလာတဲ့ Poland point တွေကဘာဆက်ဖြစ်မလဲဆိုတာကျွန်တော်ပြီးရင်ပြောပြပေးပါမယ်။ကိုထည့်သွင်းထားတဲ့ Poland ရေအတွက်နဲ့ STB UNG တွေကိုတေချာဆက်ဖို့လိုပါတယ်။ဘာလို့ဆိုအဲ့ဒါကပြန်ပြင်ပေးဖို့အတွက်အဆင်မပြေလို့ပါနော်။နောက်ဆုံးကတော့ enrollment ကို enrollment duty ဖြစ်တဲ့ညွေဘာလ24ရက်နေ့မတိုင်ခင်စာရင်းပေးသွင်းဖို့မမေ့ပါနဲ့နော်။မေ့သွားရင်တော့စာရင်းပိတ်သွင်း ှာဖြစ်လို့ထပ်ပြီးတော့တတိပေးလိုက်ပါတယ်နော်အဲဒီတော့မလို့ဆောင်ရမယ့်အချက်တွေကိုပြပြပေးပါမယ် SCB UND တခုလဲကိုပဲပြားအကောင့်ပေါင်းများစွာတုံးလို့မရတာကိုတတိထားပြီးနော် ပြားတကောင်းက SCB UND တခုပဲရရှိနိုင်မှာဖြစ်ပါတယ် SCB UND အမှားဒါမှမဟုတ်သုံးပြီးသား UND ကိုထည့်သွင်းလိုက်ရင် enrollment က၄နိုင်ကြာ freeze ဖြစ်သွားပြီးတော့မှထပ်မံဖြည့်ဆွလို့ရမှာဖြစ်လို့ဒါလေးကိုလည်းတတိထားစေခြင်းလို့ပါတယ် အဲ့တော့ကျွန်တော်ကတော့ဗီဒီယိုတွေလည်းပြထားတယ် enrollment နဲ့ပတ်သက်ပြီး guideline တွေလည်းတင်ပေးထားတယ်အဲ့တော့ကျွန်တော်ကလည်းဒီကလုတ်တင်တာတွေမလုတ်တင်တာတွေကိုပြောပြီးတော့ဖြစ်လို့ springy enrollment နဲ့ပတ်သက်ပြီးတော့နားလည်ကြမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်အဲ့တော့နောက်ထပ်မှားကျင်တာလေးပေါ့နော်ဒါ springy community လေးကို ကြိုပြီးတော့ကျွန်တော် spoil လုတ်ချင်တာတွေရှိတယ်ကျွန်တော်တို့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း STV page ကနေအချိန်ကြာပြင်းကြီးကျင်ညာပေးသွားမှာရှိတယ်အရင်ဆုံးကတော့ လူတိုင်းလူတိုင်းမေးညင်ကြတဲ့မေးခွန်းလေးတွေရှိတယ်။ Springy and Room ပြီးရင်ဘာဆက်ဖြစ်မှာလဲ။ Springy ကဆက်ရှိနေမှာလား။ Token ကဘယ်တော့လွှဲပြီးမှာလဲ။ Token ကိုဘယ်အချိန်မှာလဲပြီးမှာလဲ။ဒီမေးခွန်းတွေရှိလာနိုင်တယ်။အရင်ဆုံးပုံလန် point နေတဲ့ STB token တွေလဲပြီးမဲ့ရက်တွေ token တွေကိုဖြန့်ချိပေးသွားမဲ့ရက်တွေကိုတော့ STB ရဲ့ social media တွေမှာအချိန်နဲ့တပြေးညီကြေညာပေးသွားမှာဖြစ်တယ်။ Springy and Room ပြီးသွားရင် ဒီစရင်ပေးသွင်းတာပိတ်ပြီးသွားရင်ဘာဆက်ဖြစ်မလဲဆိုတော့ spring bee ကဆက်ရှိနေမှာဖြစ်တယ်။ဘာလို့လဲဆိုတော့ spring bee က NFT လေးတွေပေးသွားမှာဖြစ်တယ်။အဲဒါကြောင့်မလို့ spring bee ကိုဆက်တုပ်ပေးဖို့တိုက်တွန်းတယ်။ mission တွေကိုလည်းဆက်လုပ်ပေးဖို့ဆက်ပြီးတိုက်တွန်းခြင်းပါလေ။ NFT criteria လေးတွေကတော့ enrollment criteria လေးတွေနဲ့မတူဘူးဆိုတာလေးကိုတော့အသိပေးရပါတယ်နော်။ NFT criteria လေးတွေက ပိုလန် point တကူလည်းကြည့်မှာမဟုတ်တဲ့ hints လေးတော့ကျွန်တော်ကြည့်ရနေပဲပေးလိုက်ချင်ပါတယ်အားလုံးလည်းအခုတိထားရတဲ့သတင်းကောင်းအကြီးကြီးတွေအပြင်နောင်လာမဲ့သတင်းကောင်းအကြီးကြီးတွေအတွက်လည်းရေခုံစိတ်လှူရှာနေမယ်ထင်ပါတယ်ဒီနေ့တော့ company call လေးမလုပ်နိုင်ပဲဒီ video လေးကပဲပြပြပေးနိုင်လို့နားလည်ကြမယ်ထင်ပါတယ်နောင်လာမဲ့ call လေးတွေမှာလည်းကျွန်တော်ပြန်လည်တွေ့ဆုံကြပါမယ်နော်အားလုံးပဲ begin လုံးညုံပြီးကောင်းသောညလေးဖြစ်ပါစေအားလုံးပဲတက်တာပါ